Samsung ရဲ့ Note series မှာနောက်ဆုံးထွက်ထားတဲ့ Galaxy Note 20 Ultra ဆိုတော့ Note 20 Ultra ရဲ့နောက်မှာတော့ Note series က Samsung ရဲ့ထုတ်လုပ်မှုမှာတော့ရင်ဆိုင်သွားပြီဆိုပေမဲ့ဒီ Note 20 Ultra ကလောလောဆယ်ဖြစ်နေတဲ့ပြဿနာကတော့သူကဟိုပါဝါကလာတယ်ဆိုပေမဲ့မှန်ကပြဿနာရှိတဲ့အတွက်ပါဝါကိုစပုတ်ပေးပြီးတော့မှန်ကပါဝါအောက်ဖို့လုံးဝမထွက်တော့တဲ့အတွက်ကျွန်တော်ဘက်ကနေပြီးတော့မှန်တစ်စက်လုံးကိုလုံးဝ လဲเสียရမလို့ပဲနဲ့မှန်ကြီးကိုပဲကျွန်တော်တို့ဘက်ကလက်ရှိမူလအတိုင်းပြန်ကောင်းအောင် ပြုပြင်ပြီးသွားမှာပဲဖြစ်ပါတယ်ဆိုတော့ပြုပြင်ပြီးသွားတဲ့နောက်မှာကတော့ဒီမှန်ကိုပုံမှန်အတိုင်းကိုပဲပြန်လည်ပြီးတော့အသုံးပြုနိုင်တာလေဖြစ်ပါတယ်ဆိုတော့ပြုပြင်မှုကိုလည်းကျွန်တော်တို့ဘက်ကနေပြီးတော့သုံးလအမှခံချက်နဲ့အတူပြုပြင်ပေးတာဖြစ်တဲ့အတွက်ကိုဒီလိုမျိုး error ကြီးဖြစ်နေလေလူကြီးမင်းတို့အနေနဲ့ကျွန်တော်တို့ mobile နောက်တာကိုလှမ်းလာခဲ့ဖို့ကျွန်တော်ဒီကနေပဲဖိတ်ခေါ်လိုက်ပါရစေ လက်ရပိုင်းကိုလည်းတည်တည်ဆဆလေးကျွန်တော်တို့ဘက်ကပြန်လည်ပြုလုပ်ပေးတာဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့လည်းစိတ်လက်အေးစိတ်ချမ်းသာစွာအထုံးပြုနေနိုင်တာပဲဖြစ်ပါတယ်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာမင်္ဂလာရှိတော်နေလေးပိုင်ဆိုင်နေကြပါစေခင်ဗျာ